မင်္ဂလာပါ DP ဖက်ချက်စီစဉ်ကနေကြိုဆိုလိုက်ပါတယ်ကြောက်တော်မြို့မှာအေအေကတက်တော်နေဆိုပြီးပွဲချင်းပလို့စစ်တကဘုံကျဲရှင်းလင်းလိုက်ရတာလားတခက်ရွာမှာစစ်တကဘုံကျဲလို့ပြန်လွန်တော်မူသွားတဲ့ကိုရင်ငယ်တွေက တော်လှန်ရေးဖက်တော်သားတွေလားကြုံတုံးမြို့ကန်းဒီဖုန်ကြီးကျောင်းမှာပြည်သူတွေတေဆုံးသွားရတာရှော့တိုက်တုံးကြောင့်ဆိုတာတကယ်လား AR တိုင်းလေးမျက်နှာမြို့နယ်ပန်တော်ကြီးကျေးရွာကို AA နဲ့ PDF တွေဝင်ရောက်မိရှို့ဖျက်ဆီးခဲ့သလား စတဲ့လက်တလောလူမှုကွန်ရက်ပေါ်ကလှုပ်ခတ်နေတဲ့သတင်းအမှားတွေကိုစစ်ဆေးဖော်ထုတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သတင်းတူသတင်းအမှားတွေဝေခွဲရခန့်နေ DV Factcher Facebook page ကိုလာရောက်မေးမြန်းနိုင်သလိုသတင်းအမှားစစ်ဆေးချက်တွေလက်မလွတ်တမ်းသိရအောင် DV Factcher Telegram Channel ကိုလည်း join ထားနိုင်ပါတယ်။ကျွန်မကတော့တင်ဆက်သူအိမ်ပါ။ကျောက်တော်မြို့မှာ အေအေကတက်တော်နေဆိုပြီးပွဲကျင်းပမှာကိုစစ်တပ်ကတရင်ရလို့ဘုံကျဲရှင်းလင်းခဲ့တာဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ကြော်စွာ Telegram Channel ကနေ April 23ရက်နေ့ကဖြန့်ဝေခဲ့တာဖြစ်ပြီးပြက်နှက်မှုပေါင်း36000ကျော်အထိရှိနေရပါ။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်ကိုစစ်ကောင်စီက April 23ရက်နေ့ကလေကြောင်းကနေပေါင်900ဘုံနှလုံးကျဲချခဲ့လို့ သက်၁၀နှစ်အရွယ်ကလေးတဦးအပါဝင်ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေတာတွင်းသတင်းမီဒီယာတွေနဲ့လွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။သတင်းဌာနတွေရဲ့ဖော်ပြချက်တွေထဲမှာထိခိုက်ဒဏ်ရာရသူတွေရဲ့နာမည်နဲ့အသက်ကိုအတိအကျဖော်ပြထားတာဖြစ်ပြီးဒီလိုဘုံကျဲချတဲ့အတွက်နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါအပြင် စစ်ကောင်စီရဲ့ဘုံကျဲချမှုအတွက် ဒေတာခန်တွေကိုပါမေးမြန်းပြီးသတင်းဖော်ပြထားတာဖြစ်ပြီးဒေတာခန်တွေရဲ့ပြောဆိုချက်ထဲမှာရခိုင်တပ်တော် AA ကတပ်တော်နေကျင်းပမယ်ဆိုတဲ့အကြောင်းပြောဆိုထားတာမရှိပါဘူးဒီလိုစစ်ကောင်စီကဘုံကျဲချတဲ့အတွက်အသက်၁၀နှစ်အရွယ်ကလေးအပါဝင်ပြည်သူတွေသာထိခိုက်ဒဏ်ရာရရှိခဲ့တာကိုစစ်ဆေးတွေ့ရှိခဲ့ရပါတယ်ဒါကြောင့်ကြောက်တော်မြို့မှာအေအေကတက်တော်နေဆိုပြီးပွဲချင်းပမှာကိုစစ်တပ်ကတရင်ရလို့ဘုံကျဲရှင်းလင်းခဲ့တာဆိုပြီးဖြန့်ဝေနေတာဟာတရင်အမှားပဲဖြစ်ပါတယ် အွန်လိုင်းပေါ်မှာဓာတ်ပုံတွေနဲ့အတူအကြောင်းအရာတစ်ခုခုကိုဖြန့်ဝေနေတိုင်းချက်ချင်းယုံကြည်တာမျိုးမဟုတ်ပဲဒေတာခန်တွေနဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေရဲ့ဖော်ပြမှုနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှယုံကြည်ကြဖို့တိုက်တွန်းလိုပါတယ်ဒီပင်းရင်းမျိုးနဲ့ချက်ခက်ရွာကအင်းတော်ပြန် PDF တွေတရားပွဲလုပ်တဲ့ဌာနချုပ်ဖုန်ကြီးအကြောင်းကိုဘုံကျဲလိုက်လို့တော်လှန်ရေးဘတ်တော်သားကိုရင်တွေနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေယာနေချီထိခိုက်သိမ်းဆုံးနေဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။နေပြည်တော်နဲ့ True Media Telegram Channel တွေကနေဖြန့်ဝေနေတာဖြစ်ပြီးပြည်နှက်မှုပေါင်းတပေါင်းကျော်ထိရှိနေရပါဒီဖြန့်ဝေမှုမှာ ပြန်လည်တော်မူသွားတဲ့ကိုရင်တွေနဲ့ပျက်စီးသွားတဲ့ဘုံကြီးကြောင့်အဆောက်အုံတွေရဲ့ပုံတွေနဲ့အတူဖြန့်ဝေနေတာပါဖြန့်ဝေနေတဲ့ဓာတ်ပုံတွေကိုစစ်ဆေးကြည့်တဲ့အခါမှာသခိုင်းတိုင်းဒီပေးရင်မြို့နယ်အနောက်ချမ်းကကြက်ခတ်ရွာကို စစ်ကောင်စီတပ်ကဧပြီလ12ရက်နေ့မွန်းလွဲပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ကိုရင်သုံးပါးနဲ့ပြည်သူ2ဦးသေဆုံးခဲ့ရတယ်လို့ DVB နဲ့လွတ်လပ်ပြည်ယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားပါတယ်။ဘုံကျဲတိုက်ခိုက်ချိန်ဟာဥပုပ်တီလာစောက်တည်တဲ့တကူလာပြင်းနေဖြစ်နေတာမို့လို့ဘုံကြီးเจ้าမှာတီလာလာယူတဲ့ဥပုပ်တဲ့9ယောက်လဲဒဏ်ရာပြင်းထန်ရရှိခဲ့ပြီးအသေးစားထိခိုက်ဒဏ်ရာရသူတွေလဲအယောက်20ကျော်ရှိတယ်လို့ DVB မှာသတင်းဖော်ပြထားပါတယ်။ ဒါအပြင်သတင်းဖော်ပြချက်ထဲမှာဒေသခံတွေကိုတေချာမေးမြန်းပြီးသတင်းဖော်ပြထားတာ ဖြစ်ပါတယ်စစ်ကောင်စီလက်အောက်ခံလော်ဘီတွေကပြန်လည်တော်မူသွားတဲ့ကိုရင်တွေကိုအကြမ်းဖက်ကိုရင်တွေဆိုပြီးတုံနှုံဖြန့်ဝေနေပေမဲ့ပြန်လည်တော်မူသွားတဲ့ကိုရင်တွေဟာအရွယ်မရောက်သေးတဲ့ကလေးအရွယ်တွေသာဖြစ်တာကိုဖြန့်ဝေနေတဲ့တပ်ပုံတွေမှာတွေ့မြင်ရပါတယ်ဒါကြောင့်ဒီပိအင်းမြို့နယ်ချက်ခတ်ရွာကအင်းတော်ပြန် PDF တွေတရားပွဲလုပ်တဲ့ဌာနချုပ်ဖုန်ကြီးအကြောင်းကို ဘုံကျဲလိုက်လို့တော်လှန်ရေးဘတ်တော်သားကိုရင်တွေနဲ့တော်လှန်ရေးအဖွဲ့ဝင်တွေယာနေချီထိခိုက်သိဆုံးနေဆိုပြီးဖြန့်ဝင်နေတာဟာတရင်အမှားပဲဖြစ်ပါတယ်။စစ်ကောင်စီလက်အောက်ခံလော်ဘီတွေဟာစစ်ကောင်စီကပြည်သူကိုဥတီတဲ့ဘုံကျဲတိုက်ခိုက်မှုတွေလှုံ့ဆော်လို့ပြည်သူတွေထိခိုက်သိဆုံးမှုတွေဖြစ်ပေါ်ခြင်းမှာတော်လှန်ရေးအဖွဲ့ဝင်တွေရှိတာမို့ဘုံကျဲရတာထိခိုက်သိဆုံးသူတွေကတော်လှန်ရေးတပ်ဖွဲ့ဝင်တွေလို့ဝါဒဖြန့်လို့ရှိပါတယ်။ဒါကြောင့် အွန်လိုင်းယူဇာတွေအနေနဲ့ Telegram channel တွေကနေဒီလိုဖြန့်ဝေမှုတွေတွေ့တိုင်းချက်ချင်းမယုံကြည်ပဲဒေတာခန့်တွေကိုဆက်သွယ်မေးမြန်းဖော်ပြထားတဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေရဲ့သတင်းတွေနဲ့တိုက်ဆိုင်စစ်ဆေးဖို့အကြံပြုလိုပါတယ်ကျုံတိုးမြို့ကန်နီဖုန်ကြီးကျောင်းကိုတော်လှန်ရေးအဖွဲ့တွေကရွှတ်တိုက်တုံးနဲ့ပစ်ခတ်လို့အရက်သား6ဦးထပ်မံနဲ့တိတ်ဆုံးခဲ့တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ သူရင် Facebook အကောင့်ကနေဧပြီလ၁ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးထက်ဆင့်မျှဝေသူတွေလည်းများပြားပါတယ်ဒီဖြန့်ဝေမှုကိုဓာတ်ပုံနှစ်ပုံနဲ့အတူဖြန့်ဝေနေရမှာဖြစ်ပါတယ်ဖြန့်ဝေနေတဲ့ဓာတ်ပုံတွေကို Google Reverse Search နဲ့စစ်ဆေးကြည့်တဲ့အခါမှာကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်မွန်ကရင်နယ်ဆက်ကန်းနီကျေးရွာမှာတကြံကာလာတွင်ဧပြီလ၁၅ရက်နေ့ကဘုံကြီးအကြောင်းကို စစ်ကောင်စီတပ်ကလေကြောင်းကနေဘုံ6လုံးကျဲချခဲ့လို့ဥပုပ်တီလာယူဖို့ရောက်နေတဲ့ပြည်သူ6ဦးတေဆုံးပြီးအယောက်20နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ DVB မှာသတင်းဖော်ပြထားပါတယ်။ DVB ရဲ့သတင်းဖော်ပြချက်ထဲမှာစစ်ရှောင်းအရေးကိုကူညီပေးနေသူတွေကိုပါဆက်သွယ်မေးမြန်းထားတာဖြစ်ပြီးဒဏ်ရာရသူတွေထဲမှာရဟန်းတော်တွေပါပါဝင်တယ်လို့သတင်းဖော်ပြထားပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတခြားလွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာလည်းသတင်းဖော်ပြထားပါတယ်။ ဒါအပြင်ဖုန်ကြီးเจ้าဟာလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခံရလို့ဒေသခံတွေရဲ့ပြောဆိုချက်တွေနဲ့အတူသတင်းဌာနတွေမှာဖော်ပြထားပါတယ်။ဒါကြောင့်တော်လှန်ရေးအဖွဲ့တွေရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တယ်ဆိုတဲ့ဖြန့်ဝေမှုနဲ့ကွဲပြားနေပါတယ်။ဒါကြောင့်ကြုံတိုးမြို့ကန်နီဖုန်ကြီးเจ้าကိုတော်လှန်ရေးအဖွဲ့တွေကရှော့တိုက်ဒုံးနဲ့ပြစ်ခတ်လို့အရက်သား6ဦးထပ်မင်းနဲ့တိတ်ဆုံးခဲ့တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာဟာသတင်းအမှားပဲဖြစ်ပါတယ်။ ဒါအပြင်ဖြန့်ဝေနေတဲ့ Facebook အကောင့်ကိုစစ်ဆေးကြည့်တဲ့အခါမှာလဲတော်လှန်ရေးအဖွဲ့ဝင်တွေကိုမလိုလားတဲ့အတုံးနှုံးတွေနဲ့ရေးသားဖြန့်ဝေနေတာတွေ့ရသလိုစစ်ကောင်စီကိုထောက်ခံတဲ့ post တွေလည်းမျှဝေထားတာတွေ့ရပါတယ်။စစ်ကောင်စီထောက်ခံသူတွေဟာစစ်ကောင်စီကြောင့်ထိခိုက်သေးဆုံးရသူတွေရှိလာတဲ့အခါမှာတော်လှန်ရေးအဖွဲ့တွေကြောင့်သေဆုံးရသလိုမျိုးပြောင်းလဲရေးသားဖြန့်ဝေလေးရှိတာကိုအထူးသတိပြုဖို့လိုအပ်ပါတယ်။ဒါအပြင်ဒီဖြန့်ဝေမှုမှာဆိုရင် သတင်းတိုက်တွေရဲ့ရေးသားမှုကိုအတုခိုးပြီးသတင်းကောင်းစင်နဲ့ရက်စွဲတွေပါပါဝင်ပြီးသတင်းပုံစံရေးသားထားတာတွေ့ရတာမို့လို့ဒီလိုသတင်းပုံစံရေးသားမှုတွေနဲ့ပြန့်နှံ့နေတိုင်းလဲမယုံကြည်ပဲလွတ်လပ်ပြုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာရှိမရှိတိုက်ဆိုင်စစ်ဆေးကြကြဖို့တိုက်တွန်းလိုက်ရပါတယ်။ ထိုင်းတကြံမှာရံဖြစ်ဓာထုံးမှုဖြစ်ခဲ့ကြတဲ့မြန်မာနိုင်ငံသားတွေဟာတော်လှန်ရေးဘတ်တော်သားတွေဖြစ်တယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။မှိုင်းဝေနဲ့ရွှေနေကြ Telegram Channel တွေကနေ April 14ရက်နေ့ကဖြန့်ဝေခဲ့တာဖြစ်ပြီးပြည်နှက်မှုလည်းများပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာထိုင်းနိုင်ငံမှာပြုလုပ်တဲ့တကြံပွဲတော်ကာလအတွင်းမှာ ထိုင်းနိုင်ငံစမော့စခွန်ခရိုင်မဟာချိုင်ဒေသမှာမြန်မာအချင်းချင်းရေကစားနေစဉ်မှာဓာတ်ထုတ်မှုဖြစ်ပွားခဲ့ပြီးမြန်မာနိုင်ငံသားတဦးသေဆုံးခဲ့တယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြထားပါတယ်။ဒါအပြင်ဒီသတင်းနဲ့ပတ်သက်ပြီး DVP နဲ့လွတ်လပ်ပြီးယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ထိုင်းနိုင်ငံလေပိုင်းစမုတ်စခွန်မြို့မှာဆွန်ခရန်ရေကစားပွဲအတွင်းဧပြီလ14ရက်က မြန်မာနိုင်ငံသားအချင်းချင်းဓာတ်နဲ့ထုတ်ကခိုက်ရန်ဖြစ်ပွားပြီးလူတရားတည်ဆုံခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါဗျ။အခင်းဖြစ်ပွားပြီးနောက်24နာရီအတွင်းပြစ်မှုကျူးလွန်တဲ့မြန်မာလူငယ်လေးယောက်ကိုစမော့ဆက်ခွန်ကနေတလုံးမှာကျူးလွန်ရမှာအသုံးပြုခဲ့တဲ့ဓာတ်နဲ့စိုက်ကဲကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဓာတ်ထုတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးထိုင်းသတင်းဌာနတွေနဲ့မြန်မာသတင်းဌာနတွေရဲ့ဖော်ပြချက်ထဲမှာခက်ရန်ဖြစ်ပွားသူတွေဟာတော်လှန်ရေးနဲ့ဆက်ဆက်တယ်ဆိုတာမျိုးဖော်ပြထားတာမျိုးမရှိပါဘူး ဒါအပြင်မဟာချိုင်ဒေသဟာမြန်မာရွှေ့ပြောင်းအလုပ်သမားတွေအများစုအခြေချအလုပ်လုပ်ကင်ရဒေသလည်းဖြစ်ပြီးလက်ရှိမှာတော့ဓာတ်ထုတ်မှုမှာပါဝင်သူတွေကိုဖမ်းဆီးရမိခဲ့ပြီးဖြစ်တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ဖမ်းဆီးရမိသူတွေဟာလည်းမြန်မာတော်လှန်ရေးနဲ့ဆက်ဆက်မှုရှိနေတာမျိုးမရှိပါဘူး။ဓာတ်ထုတ်မှုဖြစ်စဉ်ဟာလည်းအမျိုးသမီးတဦးရဲ့ပါးကိုပေါင်နာမှုဖျော်ထားတဲ့အရေးတုတ်လင်းရာကနေအဖွဲနှစ်ဖွဲ့ကြားခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပြီး တော်လှန်ရေးနယ်ဆက်ဆက်တာမျိုးမရှိပါဘူး။ဒါကြောင့်ထိုင်းတကြံမှာရံဖြစ်ခဲ့ကြတဲ့မြန်မာနိုင်ငံသားတွေဟာတော်လှန်ရေးဘက်တော်သားတွေဖြစ်တယ်ဆိုပြီးဖြန့်ဝေနေတာဟာသတင်းအမှားပဲဖြစ်ပါတယ်။ AR တိုင်းလေးမျက်နှာမျိုးနဲ့ပန်တော်ကြီးကျေးရွာကို AA နဲ့ PDF တွေဝင်ရောက်မီးရှို့ဖျက်ဆီးတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ကျော်စွာ YouTube channel ကနေဖြန့်ဝေနေတာဖြစ်ပြီး အဝေးကနေမီးလောင်နေတာကိုလှမ်းရိုက်ထားတဲ့ရုတ်တံဖိုင်တစ်ခုနဲ့အတူဧပြီလ18ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုစစ်ဆေးကြည့်တဲ့အခါမှာအေယရီတိုင်းလေးမျက်နာမြို့နယ်အနောက်ချမ်းကပန်တော်ကြီးကျေးရွာကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ်အများပြားမီးလောင်ပြီးဒေသခံတွေထွက်ပြေးနေရတယ်လို့ DVB နဲ့လွတ်လပ်ပြည်ယုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားပါတယ်။ န်ဟောကြီးကျေးရွာနယ်ပတ်ဝန်းကျင်မှာဧပြီလ15ရက်နေ့ကနေဧပြီလ17ရက်နေ့နေ့လယ်အထိစစ်ကောင်စီတပ်နဲ့ရခိုင်တပ်တော် AA မဟာမိတ် PDF ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ဒီလိုတိုက်ပွဲဖြစ်ပွားခဲ့ပြီးဧပြီလ17ရက်နေ့ညနေပိုင်းမှာစစ်တပ်ကလေကြောင်းကနေဘုံ6လုံးထပ်မင်းကျဲချခဲ့လို့ဒေသခံတွေကိုမေးမြန်းပြီး DVB မှာသတင်းဖော်ပြထားပါတယ်။ ပန်းထိုးကြီးကျေးရွာမီးလောင်နေတာဟာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲခဲ့တဲ့အတွက်မီးလောင်နေတာသာဖြစ်ပါတယ်။ဒါကြောင့် AR တိုင်းလင်းမြနာမြို့နယ်ပန်းထိုးကြီးကျေးရွာကို AA နဲ့ PDF တွေဝင်ရောက်မီးရှို့ဖျက်ဆီးတယ်ဆိုတော့ဖြန့်ဝေမှုဟာသတင်းအမှားပဲဖြစ်ပါတယ်။ online user တွေအနေနဲ့ဗီဒီယိုတွေတပ်ပုံတွေနဲ့အတူဖြန့်ဝေနေတိုင်းချက်ချင်းမယုံကြည်ပဲလွတ်လပ်ပြုံကြည်စိတ်ချတဲ့သတင်းဌာနတွေမှာဖော်ပြထားတာရှိမှရှိတိုက်ဆိုင်စစ်ဆေးပြီးမှယုံကြည်ကြဖို့အကြံပြုလိုပါတယ်။ you. စင်နဲ့အမျှပြောင်းလဲနေတဲ့ခရီးစီးထဲမှာအွန်လိုင်းသုံးဆွဲသူတွေအနေနဲ့တဆင့်စကားနဲ့ကြားရတဲ့သတင်းတွေအင်တာနက်ပေါ်တွေ့ရတဲ့သတင်းတွေကိုမှန်လားမှားလားဆိုတာကိုယ်တိုင်စဉ်းစားဆုံးဖြတ်ကြရမယ့်အချင်းဖြစ်ပါတယ်။ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေအချက်လက်အမှန်မှဆက်ဆဲမှုတွေကိုလက်မလွတ်တမ်းသိနိုင်ဖို့အတွက် DV Fact Check Eluan Channel ကို join ထားကြဖို့လည်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးပဲ online တိုင်ရင် Fact Check ကြပါလို့သတင်းစကားပိုင်းနဲ့ DV Fact Check အစီအစဉ်ကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။